တူရင်းရှင်နေချင်းများအားလုံးမင်္ဂလာပါရှင်လာမယ်16ရက်လေးလ25ပေါ့နော်ခုနှစ်ကြိမ်တော့ပါနော်ခုနှစ်ကြိမ်တော့ဒီကနေ့ကတော့နောက်တွဲလုံးလေးတွေတွေ့ပြပေးကောင်းမယ်နော်ဒါဆိုရင်နောက်တွဲလုံးဆိုတဲ့အကြောင်းမို့လို့အလေတိုင်းနဲ့အပိတ်ပေါ့နော်အဲ့တော့ခုအလေတိုင်းလေးကိုစပြီးတော့ပြပေးမယ်နော်ဒါဆိုရင်ကြွားရအောင်နော်နင်းနေတဲ့ဒီမှာတက် ီနောက်ကတက်ကိုယူထားတယ်တက်ကဘယ်ကနန်းလဲဆိုဒီမှာရှိတဲ့နည်းနည်းလေးနဲ့နှလုံးပေါင်းရင်6ဆိုတဲ့အတွက်ကြောင့်မလို့တက်ရဲ့ power 6ဆိုပြီးရထားတယ်ဟုတ်ပြီနော်ကိုဆက်သွားမယ်တပင်းကြောမယ်209ရဲ့ဒီမှာရှိတဲ့ကိုကိုကဆိုရင်ကိုနာတိုင်းပဲပေါ့နော်ဒီမှာရှိတဲ့နှစ်ရင်ခွန်ရင်နှလုံးပေါင်းတော့ပေါင်းခြင်းက ကိုညင်ညာခြင်းကိုဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဆက်သွားရငုနနိုင်မဲ့ဓာတ်ပင်ကြောင့်လည်းဒီမှာခုံဟုတ်ပြီเนาะခုံမှာဆိုရင်ဒီမှာရှိတယ်3ကိုနှလုံးပေါင်းတော့ပေါင်းခြင်းက2ခொနည်းရဲ့ပေါင်းက2ဆိုပြီးတော့ရထားတယ်เนาะအဲ့တော့ပေါင်းက equal ပေါ့เนาะဓာတ်ပင်ကြောင့်လည်းခုနတိုင်းလည်းဆိုရင်ဒီမှာရှိတာကခုံဟုတ်ပြီเนาะဒီမှာရှိတဲ့ ကနန်းရဲ့ဒီမှာရှိတဲ့ကနန်းနှလုံးပေါက်မယ်ဆိုရင်သူကခွန်မြညာချင်းခွန်ပေါဝါနဲ့နက္ခတ်တုံညာเนาะနှလုံးပေါက်မယ်ဆိုရင်ခွန်နဲ့တုံညာဖြစ်ပါမယ်เนาะဒါဆိုလို့ရှိရင် ဗနန်းလေးကိုအစားသွင်းကြည့်အောင်နော်အဲ့တော့6ရှိပြီးသားနောက်တစ်လုံးနဲ့ပိုင်းခွန်ဆိုတော့တက်တယ်မယ်6ရှိပြီးသားနောက်တစ်လုံးနဲ့ပိုင်းနှစ်ဆိုတော့6တက်မယ်6ရှိပြီးသားနောက်တစ်လုံးနဲ့ပိုင်းသုံးညဆိုတော့၄တက်မယ်၁6 4ဆိုပြီးတော့အလဲတိုင်းလေးကသုံးလုံးပါမယ်နော်ဒါဆိုလို့ရှိရင်ခုအပိတ်ကိုဆက်ပြီးတော့သွားမယ်နော်အပိတ်ကကြာတော့ဒီမှာရှိတယ်၄ပါနော်၄၄ကဆိုရင်ဘယ်ကနေပေါင်းပါလဲဆိုတော့ဒီမှာရှိတယ် နဲ့လေးတောင်းဆိုကြတဲ့ကနေပေါင်းမယ်။နဲ့ရဲ့လေးရဲ့ပေါင်းတော့6 6နဲ့3နဲ့ပေါင်းတော့ကိုလေးရဲ့ပါပါကိုဟုတ်ပြီနော်။ဒါဆိုဆက်သွားမယ်နောက်တစ်ပိုင်းကဒီမှာရှိတာ6 6ကဆိုရင်ဒီမှာရှိတဲ့ကနန်းသုံးလုံးပေါင်းမယ်3ညခုကိုဟုတ်ပြီနော်။သုံးလုံးပေါင်းတော့3ညရဲ့ခွန်ရဲ့ပေါင်းတော့ခွန်ခွန်ရဲ့ကိုရဲ့ပေါင်းတော့6 6ညီများချင်း6ပေါ့နော်။ဒါဆိုရင်အခုဆက်ပြီးတော့သွားပါမယ်နော်။ ီမှာရှိတာက၃ညဟုတ်ပြီနော်၃ညဒီကဏ္ဍလေး၃တော့ပေါင်းမယ်9ပေါင်းတော့6 6ရဲ့လေးပေါင်းတော့၃ညတုံညာညီနေခြင်းတုံညာဟုတ်ပြီနော်ဆက်သွားပါမယ်ဒါဆိုရင်ဒီကဒီမှာ6ပါ6ကဆိုရင်ဒီမှာလာမယ်ကဏ္ဍလေးတွေပေါင်းမယ်နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကဏ္ဍလေးတွေပေါင်းမယ်ဆိုရင်6 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 င်းညာခြင်း6ပေါ့နော်6ရဲ့ပါဝါတဲ့6ရဲ့နက်ခတ်ကို6တက်ကိုဖြစ်ကြမယ်နော်ဒါဆိုရင်နှလုံးပေါင်းခြင်းကိုရှာလိုက်မယ်နော်လွယ်သွားအောင်အဲ့တော့ရှေ့ရှိပြီးသားဟုတ်ပြီနော်ဒီနှလုံးဒီဘောတက်နဲ့3 3လုံးပေါင်းရင်6ဖြစ်ကြမယ်ရှေ့ရှိပြီးသားဆိုတော့နှလုံးပေါင်းခြင်း6ဖြစ်ကြမယ်ရှေ့ရရှေ့ပေါင်းမှာ6ဟုတ်ပြီနော်အဲ့တော့ဒီနှလုံးပေါင်းခြင်းနဲ့ဒီမှာဒီရှေ့နဲ့ပေါင်းမယ်ဆိုရင်1ဖြစ်ကြမယ်ဆိုတဲ့အကြောင်းမို့လို့1ဖြစ်ချင်တာဆိုတော့ ဒီနှလုံးပေါင်းခြင်းက3ဖြစ်ကြမယ်เนาะ၈3ပေါင်းမှဒီမှာ1ဟုတ်ပြီเนาะအဲ့တော့နှလုံးပေါင်းခြင်းက6ဖြစ်ချင်တာရှေ့ရှိနေဆိုတော့နှလုံးပေါင်းခြင်း1ဖြစ်ကြမယ်ဟုတ်ပြီเนาะဒါဆိုရင်ညီမတို့အလဲတိုင်းကနေစပြီးတော့တွားပြီးတော့ခဏလေးတွဲကြည့်ရအောင်เนาะအလဲတိုင်း1အတွက်ကိုညီမတို့အရင်တွားမယ်ဟုတ်ပြီเนาะအလဲတိုင်း1အတွက်တွားမယ်ဟုတ်ပြီเนาะ1တွားမယ်ဆိုတော့ဒီမှာ1 တဲ့တဲ့ဆိုပြီးတော့ဒါလေတာလေးပေါ့နော်ဓမ္မနာမဲ့ထိပ်စည်းလေးကသူကနန်းတလုံးလောက်ပဲပေါ့နော်အဲ့တော့ထိပ်ပိုင်းနေလေးကစားကစား brain နေလို့တွေ့ကစားကစားရတယ်နော်ဒါဆိုရင်နှလုံးပေါင်းခြင်း၈၃တစ်ဖြစ်ကြမယ်ဟုတ်ပြီနော်နှလုံးပေါင်းရင်၈ဆိုတဲ့အတွက်ကြောင့်မလို့ခွန်နှလုံးပေါင်းရင်၃ဆိုတဲ့အတွက်ကြောင့်မလို့နည်းနှလုံးပေါင်းရင်၁ဆိုတဲ့အတွက်ကြောင့်မလို့၃ညဟုတ်ပြီနော်အလေတိုင်းတက်တွက်ပြီးသွားပြီပေါ့နော်အတွဲလုံးလေးက1.1နဲ့30ပေါ့နော်နောက်အတွဲလုံးလေးကအလေတိုင်းတက်ပြီးသွားရင်အလေတိုင်း 6ကိုသွားမယ်အလဲတိုင်း6အတွက်သွားမယ်ပေါ့နော်အဲ့ဒါမှာထိတ်ဆေးရှိမယ်လဲတိုင်းလေးက6ထိတ်ဆေးရှိမယ်လဲတိုင်းလေးက6ထိတ်ဆေးရှိမယ်လဲတိုင်းလေးက6ဟုတ်ပြီနော်ဒါကမှနှလုံးပေါင်း၈သုံးတဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့နှလုံးပေါင်းရင်၈ဆိုတော့2ထည့်မယ်နှလုံးပေါင်း3ဆိုတဲ့အတွက်9ထည့်မယ်နှလုံးပေါင်း10ဆိုတဲ့အတွက်9ထည့်မယ်ဟုတ်ပြီနော်အလဲတိုင်း6တွက်ပြီးသားအလဲတိုင်း4ကိုသွားမယ်အလဲတိုင်း4ပါထိပ်စီအလေတိုင်း၄ထိပ်စီအလေတိုင်း၄ထိပ်စီအလေတိုင်း၄ ဟုတ်ပြီနော်ပြီးရင်၈3တဖြစ်ကမယ်ဆိုတော့၄၄ပေါင်းတော့၈ဟုတ်ပြီနော်၄9 3 4 9ဆိုရင်တက်ဟုတ်ပြီနော်အဲဆိုနောက်တွဲလုံးလေးတွေ6တွဲပေါ့နော်ရသွားပါပြီနော်ဒါကတော့နာမည်ပထမကစားမယ်ညီမရှာရတဲ့နောက်တွဲလုံးလေးတွေပေါ့နော်ဘိုးတို့မတို့ကကြိုက်တယ်မကြိုက်နဲ့တန်လို့ဆိုလဲပြီးတော့ကစားကြပါနော်အားလုံးပဲနာမည်ပမာစင်ပြေကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်